ဟယ်လိုတော်ဘူးလေးကိုကိုရင်ချိုပြီးတော့တုတ်စားပြတာလေးကိုမျှဝေပေးပါမယ်။ဒီအရလေးကတော့အချိန်ငန်ဆက်တော်ဘူးတုတ်လေးဖြစ်ပါရဲ့ရှင်။ပထမဆုံးမွေးရနေတော်ဘူးမုံလေးကိုရေ850 mg နဲ့အရင်ဆုံးတော်ဘူးပြောင်းချိုပါမယ်။150ဂရမ်တူဘူးမုံလေးအကုန်လုံးကိုအိုးထဲမှာထည့်ပြီးတော့ရေကိုတော့850လုံးမထည့်ပဲအနည်းငယ်ပဲထည့်ထားပါမယ်။ ပြီးလို့ရှင်တော့စားနဲ့အယောင်လောက်ဆိုပြီးတော့နုံနုံမုံလေးကိုထပ်ထည့်လိုက်ပါတယ်နုံနုံမုံကကိုမကြိုက်ရင်မထည့်လို့လည်းရပါတယ်ရှင်ပြီးရင်တော့အနှစ်ကလေးရအောင်မွေလိုက်တယ်ပေါ့နော်ဒီချိန်မှာအခဲလေးတွေရေနဲ့တွေ့တဲ့ချိန်ကျလို့ရှင်တုံးမုံကအခဲလေးဖြစ်နေလို့ပါအဲ့ခဲလေးကြေးသွားအောင်ဒီမွေအပေါ်လုံးအခဲလေးကြေးသွားပြီးဆိုမှဂျန်နဲ့ရေကိုထပ်ထည့်လို့ရပါတယ်ရေကနဲသွားရင်တော့တူစိမ့်နဲ့နန်းတာပေါ့နော် လည်းပဲအမှုစိမ့်နေတာပါတော့ဒီများလို့ရှိရင်တော့ပြက်သွားအောင်ကြိုးလို့ရှိရင်တော့ပြက်ပါအောင်ရှင်ဒီနေရင်လာမဖြစ်တာတို့ဖြစ်တတ်တာပါတို့ဘူးပါငယ်ချင်းတယောက်ဆိုရှင်တို့ဘူးကြိုတိုင်းမဖြစ်ဘူးလို့ပြောနေရတဲ့ဒီနေ့လေးကိုပဲသူ့ကိုမျှဝေလိုက်ပါတယ်ဒါဆိုလို့ရှင်တော့ပြစ်သွားပြီဆိုလို့ရှင် ပကံနဲ့ဘူထည့်ပြီးတော့အေးခံလိုက်ပါတယ်။ညီမတို့ညလုံးအေးခံထားလိုက်တဲ့ပုံတော့မနက်မှတုံမှဆိုတော့ညတွေကတို့ဘူးချိုးထားလိုက်တာပါ။ဒါကတော့နောက်နေ့မနက် တဲ့အတွက်လိုသလိုပုံလေးတွေပြီးပြီးတော့တုပ်ပါမယ်တုပ်ပူလေးတွေအမြောင်အမြောင်လိုက်လေးပြီးရောထားထားပါတယ်ပြီးရင်တော့မကြီးမဲ့ကြီးတစုံခွဲတော့ထည့်တယ်အဲကြက်သံဖြူနေကြော်ထားတဲ့စီချက်လေးကိုထည့်ပါတယ်။ပြီးလို့ရှိရင်ပဲချက်မုံအနေငယ်ထည့်ပါတယ်။ဒီနေရာမှာပဲချက်မုံမထည့်လည်းရရပါတော့ညီမထွေးထွေးလေးစားကြလို့ ီတော့ရှောက်ရွက်ငပြရီမြုပ်တိမုတ်အနေနဲ့ထည့်ပြီးတော့အမြတ်တိထည့်ပြီးနေလိုက်တယ်ပေါ့နော်ဒါဆိုရင်တော့တူပုတုကလိုလေလေးနဲ့ရပါတယ်စိုက်နေမသွားစားမယ်ဆိုလို့ရှင်တော့တူပုတုကစီကြည့်ရပေါ့နော်ဒီမှာပုပ္ပကိုလို့စားတော့မြမြလဲစားရတယ်ပြီးတော့ဈေးပုံလက်တတရပေါ့နော်နောက်ဆုံးတော့ရပါပြီကျေးဇူးတင်ပါတယ်ရှင်